မန္တလေးမြို့မှာဒီကနေ့ညနေပိုင်းက၈ထက်တက်ရဲ့အောက်ခြေနှစ်ထက်မြေကြီးထဲကျုံဝင်သွားမှုဖြစ်ခဲ့တယ်လို့ဒေသခံတွေထံမှသိရပါဗျ။မိုးရွာသွန်းပြီးနောက်ဆက်တွဲငလင်းကြောင့်အောင်မြေတာဇံမြို့နယ်15လမ်းနဲ့86လမ်းဘက်က၈ထက်တိုက်ရဲ့အောက်ထပ်တွေမြေကြီးထဲကျုံဝင်ခဲ့တာပါ။အဲ့ဒီအိမ်နာနေထိုင်တဲ့ဒေသခံတဦးကအခုလိုပြောပါတယ်။မင်းညမိုးတားရွာတော့လေ။အစကတည်းကထိထိထားတဲ့ဟာပေါ့မိုးရွာတော့ဣပြီးပြုတ်ပြိုကြသွားတာ အကုန်လုံးမဟုတ်ဘူးတိုင်းကျွန်တော်တာအောက်ကိုနှစ်ထပ်လောက်ကဆက်ကနေတော့မဟုတ်ဘူးပေါ့ငရင်လုတ်ပြီးအက်ကွဲထားတော့လူကလူတွေကမနေကြတော့အခုမှဒီနေ့မှပြူလာတာရှောင်းရှောင်းရတာပေါ့သူကအမြင်ကြီးဆိုတော့ဘေးအိမ်တွေကတော့မနေကြဘူးပေါ့ဒီတိုင်းလို့ဘေးတွေကတော့ရှောင်းကြတာပေါ့အဲ့ဒီတိုက်ဟာမက်လာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ထိခိုက်မှုလည်းရှိခဲ့လို့လူတွေမနေဘူးလို့လည်းသိရပါတယ်ဒါကြောင့်ဒီကနေ့ဖြစ်သွားခဲ့တဲ့အောက်ခြေနှစ်ထပ်မြေကျွန်းကြမှုမှာလူအထိခိုက်မရှိဘူးလို့လူမှုကွန်ရီကေဇေးလုံးနေသူတူကလည်းဆိုပါတယ် မန္တလေးမြို့မှာငလင်ထိခဲ့လို့အကြောင်းဖြစ်ပြီးအန်ရအစ်စ်မှာရှိနေတဲ့တိုက်ခန်းတွေအများပြရှိနေသေးတဲ့အတွက်ဒေသခံတချို့ဟာလက်ရှိအချိန်ထိစိုးရိမ်နေကြရတယ်လို့သိရပါတယ်။ထက်ဘူးတဲ့လူဆိုတော့လေတော်တော်လေးတော့ကြောက်မိပါတယ်ပါပဲဖြစ်ဖြစ်။စိုက်ကောအလကားပေးနေကြမယ်ဆိုရင်တော့မှမနေချင်တော့အလောက်ထိကြောက်တာ။ကိုကနေခဲ့တဲ့အိမ်မှာဖြစ်ခဲ့တဲ့နေရာမှာလည်းအောက်ဆုံးတက်မှာနေခဲ့တဲ့အခါကျတော့လေကိုကအာတော်လေးတဲ့အတက်လွတ်ပြီးမှထွက်ခဲ့ရတာဘယ်ကိုကတော်လာပြီလို့တွေ့ရမှာပါ။ ူတချို့ဆိုလို့ရှိရင်မှအတစ်ဆက်ဆက်ကြီးတော့မနေရတယ်ဟိုမှာတော်တော်လေးအဲ့ဒါအဲ့တောင်းနေနေပိုင်းနဲ့ရှင်နေဆိုတဲ့အရလည်းရှိတယ်။ဟွန်းတုံးတာအကျော်လေးလေးတတ်တယ်ဆိုတော့ကြောက်နေရကွာအဲ့တောင်းကြီးနေနေလည်းမနေရတယ်ဟိုပါညာပေါ့နော်အမျိုးတွေပြန်လဲမလုတ်ကြဖြက်လဲမဖြက်ကျဆိုရင်ရတယ်ဆိုရင်ရတယ်အခုကျမတို့ဖြစ်ခဲ့တဲ့တိုက်ဆိုရင်တော်တော်လေးဆိုရင်ရတယ်ဘာလို့ဆိုဘေးပဝင်းကျင်နေအိမ်တွေကလည်းနီနီကက်ကက်တွေအများကြီးသူတို့မှလည်းနေကြမရှိရဟာကြတော့ကြောက်ကြောက်ပဲနေနေရတာပေါ့အဲ့လိုမျိုးတွေ မတ်လ28ရက်ကအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြောင့်မန္တလေးမြို့ပေါ်ကအဆောင်အုံများပြားပြိုကျပျက်စီးကသေဆုံးသူထောင်နဲ့ချီရှိခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာလည်းနောက်ဆက်တွဲငလျင်ငယ်တွေအကျဉ်းရရာနဲ့ချီကထပ်မံလှုပ်ခတ်နေပါသေးတယ်။